ဓာတ်မြေဩဇာမတုံးမဲတဘာဝအတိုင်းစိုက်ပျိုးတာကို organic လို့ထင်နေကြတာဟာအခုခေတ်မှာမဟုတ်တော့ဘူးလို့ organic စိုက်ပျိုးရေးအတွက်တဘာဝစိုက်ပျိုးရေးလှုပ်ရှားမှုများခေါင်းစဉ်နဲ့ January 24ရက်ကကျင်းပတဲ့အလုပ်ယုံဆွေးနွေးပွဲမှာငါးလုံငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌကပြောခဲ့ပါတယ်။ဒါဆို organic စိုက်ပျိုးရေးဆိုတာဘာလဲ organic ဆိုတာနည်းစနစ်တကျစိုက်ပျိုးနည်းလိုအပ်ပြီး organic agriculture system organic management system တွေလိုအပ်လာပြီးဖြစ်တဲ့အကြောင်းဈေးကွက်ထဲမှာအယောင်းဝယ်လုပ်တော့မယ်ဆိုရင် ်အော်ဂန်နစ်စစ်မစစ်အတိအမှတ်ပြုလက်မှတ်ရှိဖို့လိုအပ်လာပြီးအတိအမှတ်ပြုခံရဖို့ကလည်းအသင်းအဖွဲ့တစ်ခုမှစီမံသူတွေအဖွဲ့ဝင်တွေနဲ့ပညာမျှဝေတာတွေလည်းလုပ်ရမယ်လို့ဦးနင်းဦးကဆိုပါတယ်ဒီကွက်ထဲမှာရောင်းဝယ်လို့ပဲဒုက္ခနိုင်ငံတော်ပို့မယ်ဆိုလို့ရှိရင်စတဲ့တကိလိုလာတယ်ဝင်းပြင်းတဲ့ရေလုံငါးဌာနမှာသူကဓာတ်ဘက်ကရှိတယ်သူကနေပြီးတော့ရေရွက်ပစ္စည်းမှသမ ्या ကိုသူကလက်ထောက်ခံချက်ပေးရတယ်ဖြစ်ပေါ်ဟိမန်ကွန်ဆာဖြစ်ထပ်ဆက်လေးလို့ပြောအဲ့ဒါပါတယ်စားလို့ရတဲ့တင့်တဲ့ပစ္စည်းတွေ တန်းဟာရေးဆိုင်ထောက်ခံချက်ပါမှသူကပို့လို့ရတယ်။ organic ကတော့ logic ကသူကတင်းကြပ်ထားတဲ့အတွက် voluntary အဲ organic ဖြစ်ပြီးတော့တက်တက်လို့လို့ရပါတယ်။သူက organic ဖြစ်မှုပဲလို့ရတယ်။ voluntary ပြည်သူမဆိုလို့လို့ရတယ်။ဘလန်ဒီစာရိကကျွန်တော်တို့က private sector တွေကလည်း delivery လည်းကျောရတယ်ပြည်သူက။အဲ့ဒီလေကိုယ့်အောင်လက်မောက်ထုတ်လိုက်ရတယ်။ဒါပေမဲ့ တောင်ဝိဇာသလားပြောတာအဲ့ထုတ်တာကဘယ်လိုကထုတ်တာလဲဘယ်လိုလူတွေလဲအခုလိုဆွေးနွေးတာကအခုပြည်တာကျွန်တော်ရှင်ကပညာရှင်တွေရှိတဲ့အသင်းခွင်တွေမှာတောင်းတောင်းတင်တဲ့လူလူအင်အားတွေတရားသားသားပါပြီးတော့ဟာဝိုင်းပြီးတော့တင့်တဲ့ဆိုတာနဲ့ကျွန်တော်နောက်တွေပါအားလုံး share လုပ်ပြီးတော့လုပ်ထားတဲ့အဖွဲ့ကြီးရနေပြီးတော့လုပ်ပြလိုက်ရင်ဒါပိုပေါင်းတာမာဒီအဂရီဒေဗလော့ပ်မန့်အဆိုဆီယေးရှင်းနဲ့ International Nature Farming Research Center တို့ပူးပေါင်းကျင်းပတဲ့ဒီအလို့ယုံဆွေးနွေးပွဲကိုငါးလုပ်ငန်းအဖွဲ့ချုပ်မှကျင်းပခဲ့ပြီးပန်းဝါသနာရှင်များအသင်းဥက္ကဋ္ဌ စိုက်ပျိုးရေးပညာရှင်ဒေါက်တာမြင့်လွင်နဲ့စားသုံးသူများသမဂ္ဂဥက္ကဋ္ဌဦးရန်လင်းအပါအဝင် စိတ်ပါဝင်စားသူတွေတက်ရောက်ခဲ့ကြပါတယ်။အော်ဂန်နစ်ပစ္စည်းမဟုတ်ပေမဲ့သမရိုးကြအစားအစာတွေစားသုံးရင်ခဏတာအတွင်းမသိတာပေမဲ့ခန္ဓာကိုယ်ထဲမှာစုဝေးလာပြီးကိုယ်ဝန်ဆောင်တွေဆိုတရေသားကိုပါဖိကိုက်နိုင်တာမို့အော်ဂန်နစ်စိုက်ပျိုးရေးကြောင့်မြေနဲ့ရေဘေးအတွက်ဆိုဂျိုယောနေမဲ့အကြောင်းအဓိကဆွေးနွေးခဲ့တယ်လို့ဥယျံလင်းကဆိုပါတယ်။အော်ဂန်နစ်အစားအစာဟာတမယိုးကြအစားအစာထက်ဈေးကွက်မှာရှာပါပြီးဈေးကြီးတာကြောင့် ဝင်ငွေနေသူတွေအတွက်အဆင်မပြေပေမဲ့လုံခြုံစိတ်ချရတဲ့အစားအစာဖြစ်တယ်လို့ပြောပါတယ်အော်ကနေစားစားအခုကကျွန်တော်ကဆက်ပြိုးထုတ်လို့မှာလဲကျွန်တော်ကနဲနေပါသေးတယ်ဒီစားစားကိုဝယ်စားဖို့ဆိုတော့လေအော်ကနေစားစားဟာတမန်တမျိုးစားအစားစားတဲ့ရတော့အပြင်ဈေးပူပေးရပါတယ်တမန်ကျွန်တော်ဝင်ဝင်နေတဲ့သူများအတွက်စားတာ ဒုက္ခရောက်ပါတယ်ဟိုမတတ်နိုင်ဘူးပေါ့နော်အဲကြောင့်မလို့ organic အစားအစာများကိုတတ်နိုင်စားပါ organic အစားအစာများကိုမရနိုင်ဘူးဆိုရင် vegan နဲ့ဆိုတော့ safety food လို့ခေါ်တဲ့ vegan နဲ့အစားအစာကိုစားပါ